အားသာဝါနာရှင်ညီကောင်မများလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမေလ၁၀ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဦးတင်းတဲ့ပုဂ္ဂိုလ်တော့သတင်းကောင်းရင်းတွေပဲစားလိုက်အောင်ဒေးဗစ်အွန်စတိန်ဖော်ပြထားတဲ့အာဆင်နယ်ရဲ့စာချုပ်သစ်စတင်ဆွေးနွေးနေပြီဖြစ်တဲ့ဝီလျံဆာလီပါကြံခဲ့တဲ့2ရက်3ရက်တည်းကကျွန်တော်သတင်းတချို့တင်ခဲ့ဦးတယ်ဒါပေမဲ့ဆိုကတော့အခုနာမည်ကြီးသတင်းထောက်ဒေးဗစ်အွန်စတိန်တော့ခိုင်မမှုမရှိခဲ့ဘူးပေါ့လေအဲ့ဒါပါလို့ဆိုအာဆင်နယ်ရဲ့အာဇာထရိုက်တာသစ်အန်ဒရီဘာတာကဝီလျံဆာလီပါရဲ့ကိုယ်စားလှယ်ရင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ရေးဆွေးနွေးမှုတွေစတင်ပြုလုပ်နေပါတယ်တရားဝင်စာချုပ်သစ် offer ကမ်းလှမ်းမှုမလုပ်ရသေးပေမဲ့အခြေခံဆွေးနွေးမှုတွေစတင်လုပ်နေတယ်။ William Saliba ရဲ့ agent သူတို့ရဲ့ကိုယ်စားလှယ်ကတော့ Anti Sport Management Agency လို့ခေါ်တယ်။အဲ့ဒါကိုသူတို့ကဂျာဂျာခံပုံစံမျိုးနဲ့ဆက်သွယ်စကားပြောဆိုနေပါလေ။ဒါကတော်တော်လေးအရေးပါတယ်။အဲ့ဒါပါလဲဆိုတော့ Real Madrid အသင်းက Saliba ကိုခေါ်ဖို့အတွက်2025ညရော2026ညရော2029အလွန်နဲ့ရမယ်တီကိုဈေးကောင်းနဲ့စောင့်မဲ့ချိန်မှာအသင်းကဒီစားမောက်တက်တန်းတိုးဖို့အတွက်ပြင်ဆင်လာတာ။ သူရဲ့ဖော်ပြသွားချက်ရဆိုရင်တော့ဝီလျံဆာလီဘာကအာဆင်နယ်မှာပျော်ရွှင်နေပြီးတော့ဒီစာချုပ်သစ်ဆွေးနွေးမှုမှာသူ့အနေနဲ့စီကံချက်တချို့ကိုကစားသမားဘက်ကထည့်သွင်းချင်တယ်ဆိုပြီးဖော်ပြသွားတယ်ကျွန်တော်အမြင်အရဆိုရင်တော့စီကံချက်တချို့ဆိုတာကအနာဂတ်မှာအသင်းကြီးတစ်သင်းက ဥမာပေါ့လေ re ရလာပြီးကန်းလန်းတဲ့ခါကျရင်ပြောင်းရွှေ့ကြီးဘလောင်းနဲ့ထောက်ခေါက်ဝင်ပေးရမစိုး rally cost ပုံစံမျိုးကိုထည့်သွင်းခြင်းနေပုံရတယ်ဒါကလည်းမထူးဆန်းဘူး modern ball lock pro player တွေခုနောက်ပိုင်းတက်တန်းတိုးတဲ့အခါမှာသူတို့အနေနဲ့အနာဂတ်မှာအသင်းတစ်သင်းကိုသွားခြင်းတဲ့ခါကျရင်ထည့်သွင်းလေးရှိတဲ့အချက်တစ်ချက်ကျွန်တော်ဥမာပေးရမယ်ဆိုရင်တော့ benjamin sasco ပေါ့လေကြံခဲ့တဲ့ຫນွေတုံးက rp lipsin နဲ့သူတက်တန်းတိုးလိုက်တယ်ကွန်ထရက်ကအရှိကြီးပဲဒါပေမဲ့ လာမင်းနှစ်ကြိမ်အတင်းတင်းရသူ့ကိုထိုက်တဲ့နဲ့တန်ကြီးတစ်ခုနဲ့ကလန်းလိုက်ကလက်တင်းကထောက်ခုံဝင်ပြေးရမယ်ဆိုတဲ့အချက်မျိုးတွေထည့်သွင်းလိုက်တယ်။ဒါကကစားသမားအနေနဲ့ဆိုရင်ဒီအတင်းမှာဆက်ပြီးမနေချင်တော့ဆိုလဲစာချုပ်တန်အရှိကြီးရှိလဲထွက်လို့ရမယ့်အနေအထားဖြစ်သွားတယ်။အဲ့တော့ဝီလန်ဆာလီဘားဒါမျိုးထည့်ချင်တယ်။ဒါကတော့လိုက်ရောပြေးရမှာ2029ခုနှစ်တည်းတက်တန်းရှိတဲ့တပတ်ကိုပေါင်တသိန်း900ရတဲ့ကစားသမားအာဆင်ကိုနောက်ထပ်3နှစ်လောက်တက်တန်းတိုးနိုင်မယ်ဆိုရင်လောက်ခလာသာတော့ထပ်ပြီးတိုးပြေးရမှာအနည်းဆုံးတော့ပေါင်2သိန်းခွဲလောက်ကတော့သွားမှာပဲ။ ဲ့တော့ဒီလိုကစားမမျိုးကိုတက်တန်းတိုးနိုင်ပြီဆိုရင်အဲ့ဒီကြားထဲမှာအသင်းကလည်းအောင်မှုတစ်ခုယူနိုင်ပြီဆိုရင်ဒီကစားမဘယ်မှသွားမှုတော့ဒီအသင်းမှာပဲဆက်ပြီးရှိဖို့များတယ်ဒါပေမဲ့လာမယ့်ရာသီမှာလည်းဒီရာသီလိုဒုံရင်ဒုံရင်မပြောကောင်းမဆိုကောင်းဖြစ်နေခဲ့တယ်ဆိုရင်တော့ကစားသမားတွေကတက်တန်းတိုးထားရင်ပဲလေစာချုပ်ပါအချက်လျက်လွတ်လပ်စွာထောက်ခေါက်ခွင့်ပြုရမယ့်အချက်တွေကိုထည့်သွင်းသွားနိုင်တယ်ပေါ့လေအဲ့တော့24နှစ်ရဲ့ပြင်သစ်သားကိုတော့ရီကတော်တော်လေးလိုချင်နေပြီးတော့အာဆင်နယ်တို့ကတော့ခြေသွက်လက်သွက်နဲ့ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပါတယ်အမေရိကန်တော့အခုမှသာဒီကိစ္စကြီးတွန်းအားပေးပြီးကျွန်တော်တို့ပြောနေရ တာကြံခဲ့တဲ့နှစ်နှစ်ကိုပြန်ကြည့်လိုက်ပါအသင်းရဲ့အဓိကကစားသမားတွေကိုအိုက်တာနဲ့အီဒူကတ်စ်ပါလက်တွဲပြီးတော့ခက်မြမြန်လေးတက်တန်းတိုးသွားခဲ့တာနှစ်နှစ်ကြံပြီဆိုတာနဲ့ကျော်ရိုးပလေယာဆိုတက်တန်းကောက်တိုး မြန်မာမြန်အခုနောက်ပိုင်းတော့ဖလားလန်းချောင်းလွဲချော်မှုတွေကိုအတင်းရဒီပြိုင်ပွဲစုံမှာဝင်ရောက်ရှင်ပြိုင်ပြီးတော့ဒဏ်ရာကစားမတွေများနေတဲ့အနေထားဟောအာဇာထိုက်တာထွက်သွားတဲ့အပိုင်းတွေရောကြတတန်းတိုးမှုတွေနှိကွေးနေကြတာဗောလေအဲ့တော့24နှစ်ရဲ့ပြင်သစ်တောင်းတော့တတန်းတိုးဖို့ပြင်ဆင်နေပြီးတော့ဒီစားမောက်ကျုံ2023ဇူလိုင်လုံးက contract ထပ်ပြီးချုပ်ထားခဲ့တာဗောလေအဲ့အတွက်2029ခုနှစ်ဒီပိုင်နေဆိုပေမဲ့ modern ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားတွေတဲ့ခန်းစီကစားသမားတအူးဖြစ်နေခဲ့တဲ့ William Saliba တို့နှစ်နှစ်ဆိုတာကအနည်းငယ်များတဲ့အချိန်ဖြစ်တဲ့အတွက် အာဆင်နယ်ကတက်တန်းတိုးဖို့အတွက်ပြင်ဆင်နေပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ breaking news ဒါမနက်ခင်းအစောပိုင်းတုန်းကတက်လာခဲ့တာကျွန်တော်တို့မနက်ခင်းသတင်းနဲ့မထည့်လိုက်ရအောင်အဲ့ဒါကတော့ဘရာဇီးအခြေစိုက်ပါဘလိုအိုလီဗီးယားဆိုတဲ့သတင်းထောက်ဖော်ပြသွားကြရသောစပိန်လာလီဂါကလပ် Real Sociedad အသင်းရဲ့ကိုင်းလေသောမှာမာတင်ဇူမန်နီနဲ့အာဆင်ကြားမှာအလုံးပြီးသွားပြီဆိုပြီးတော့သူကဖော်ပြသွားတယ်။အဲတော့စာချုပ်ဖြစ်တဲ့ကြီးပေါင်50တန်းကိုအာဆင်ကပေးချေလိုက်ပြီးတော့ကစားသမားကို9နှစ်ကွန်ထရက်ချုပ်သွားမယ်ဆိုပြီးတော့သူကပြောသွားခဲ့တယ်။ တပတ်ကိုပေါင်4800ကျော်ရနေဒီသားမောင်အာဆင်နယ်ကလောက်ခရစာမြန်မာစာပြီးပြီးခေါ်လိုက်တယ်ဆိုတဲ့အချက်ကိုလည်းထည့်သွင်းထားတယ်ဒါကတော့ဒီသတင်းနောက်စီရပဲရတာကျွန်တော်တို့ကြည့်ရတော့ဒီသတင်းနောက်က follower 2000ကျော်ကျော်လောက်တော့ရှိတယ်ဒါပေမဲ့တချို့အပိုင်းလေးမှာတော့နာမည်ကြီးသတင်းနောက်တချို့သူ့ကို follow ထားတာတော့တွေ့ရတယ်ဒါ Twitter သတင်းနောက်ပေါ့လေအဲ့တော့ဒီသတင်းနောက်ရဲ့သတင်းမှန်မှန်မှန်တော့မသိဘူးဒါပေမဲ့ ာတီဇူမန်နီနဲ့ပတ်သက်ပြီးလိုချင်တဲ့တင်းနေဝမ်ဝိုင်းလည်နေချိန်မှာအာဆီနယ်နဲ့အားလုံးပြီးသွားပြီဆိုပြီးသတင်းထွက်လာတော့ဒါကသတင်းကောင်းလို့ပြောလို့ရတယ်ဒါကတော့နောက်ဆုံးရအခြေအနေပေါ့လေဟိုအွန်စတိန်တို့ရိုမာနိုတို့စီကတော့အခုချိန်ထိတော့ဗာသတင်းမှမကြားသေးဘူး26နှစ်ရဲ့စပိန်သားကိုအာဆီနယ်တို့ကလာမယ့်နေရာတည်းရဲ့ပထမဆုံးခေါ်မှုအဖြစ် surprise signing ဆိုပြီးလုပ်ဖို့ပြင်ဆင်ထားလို့ကာလာရှေချာသားတွေကဆွေးနွေးမှုလုပ်ခဲ့တာကြံခဲ့တဲ့စောင်းစည်းကွက်ထဲအာရီဒါဒီကစားမောက်ခေါ်ခြင်းနဲ့ဒါပေမဲ့ဆိုစီတက်ကနေကြမောက်ခေါ်ဖို့အတွက်တောင်းဆိုတဲ့အတွက်အာဆီနယ်ကလည်းဒီကစားမားနဲ့ကလပ်အသင်းဂျာတဲ့ကအခြေအနေတွေ ကိုရေရှည်အတွက်ဒါစဉ်းစားပြီးတော့လက်ခံပေးခဲ့တာဗောလေအဲ့တော့ဒီယာသီ44ဘွက်မှာနှစ်ကိုးသိမ့်ပြီးတလုံးဖိန်ထားတယ်တပတ်ကိုရနေတဲ့လောကလာဇာတဲ့အများကြီးအာဆင်နယ်ရောက်ရင်ရမှာဖြစ်လို့ပါတီထွက်ခွာသွားတဲ့ချိန်များနဲ့အနေထားမှာဇူမန်ဒီကကြိုချင်ညိုနေရာအတွက်ပါကာပါဖြစ်ဖို့အတွက်အာဒီတာတို့ကအားဖြစ်ဖို့အတွက်ကာလာရှိဆွေးနွေးနေခဲ့တာပါအဲ့တော့ဒီကစားမှာအာဆင်နယ်စီကိုဘယ်နေ့မှတရားဝင်ရောက်လာမလဲစောင့်ကြည့်သွားမှာပါတတိယမြောက်သတင်းဘုတ်ကတော့အာဆင်နယ်ကတော့ ဒါပေါ်တူဂီလိပေါ်တူအသင်းမှာတရားသည့်အငှားသွားဆော့နေခဲ့တဲ့ဖီဗီယိုဘီယာနဲ့ပတ်သက်ပြီးတော့ပေါင်တန်း30ဈေးကတ်ထားပါတယ်ဒီသောမောက်လိုချင်တဲ့အသင်းတွေမှာတော့အင်္ဂလန်ပရီးမီးယားလိ စပိန်လာလီဂါဂျာမန်ဘွန်ဒက်လီဂါကကလပ်သင်းတော်များကလိုချင်နေပြီးတော့အာဆင်နယ်ကအနည်းဆုံးပေါင်တန်း30နဲ့ကံလန်းလာရင်လက်ခံစဉ်းစားသွားမယ်ဆိုပြီးတော့သူကဖော်ပြသွားပါတယ်။အငှားကြီး Euro 7သိန်း9000နဲ့တရာတီသွားပြီးတော့ပေါ်တိုသင်းမှာစော့နေတဲ့ကစားမဥနောက်ပိုင်းတော်တော်လေးခြေစွမ်းပြလာတာတွေ့ရတယ်။အခုနောက်ဆုံးစော့ခဲ့တဲ့ပွဲမှာဆိုရင်လည်းတလုံးဖန်တီးပေးနိုင်ခဲ့တယ်။24နှစ်ရဲ့ပေါ်တူဂီသားကတော့ဒီရာတီ32ခုနှစ်ပတ်မှာ25ပွဲတိဝင်စော်ထားပြီးတော့9ကိုးသွင်း9ကိုးဖန်တီးထားပါတယ်။2022က Euro 35သန်းနဲ့ရောက်လာခဲ့တဲ့ ဲ့ကစားသမားပေါင်အဖြစ်ဆိုတန်း30ပဲထားပါတော့ဒီသားမဟုတ်အာဆင်နယ်ကအရင်ကြီးလောက်ရရင်တော့မှပြန်ပြီးလက်လွတ်ဖို့အတွက်ပြင်ဆင်နေပြီးတော့ဒီကစားသမားနဲ့ပတ်သက်ပြီးလိုချင်တဲ့သင်းတွေအများကြီးရှိတယ်ပြီးတော့အာဆင်နယ်ကလည်း PPOB ရရောင်းချပြီးတော့ကွင်းလင်တိုက်စစ်အတွက်အခြားကစားသမားကြီးပြန်ပြီးအားပြည့်ဖို့လို့ရှိတယ်မာတင်အိုရီဂတ်တယောက်ပဲလောက်လာရှိတာဝန်နရီလေးဘလောက်ကောင်းပါလဲပြီးတော့မာတင်အိုရီဂတ်ကိုဒက်စိန်ခေါ်နိုင်တဲ့ quality attacking midfielder ကစားသမားတူကိုလည်းအာဆင်နယ်ကထပ်မံဖြည့်ဆည်းဖို့စံနှားရှိနေလို့ကြားသိရတယ်အဲ့တော့ဂျော်ဂျီညိုထောက်ရမယ်ပါတီထောက်သွားမယ်ဆိုရင်မာတင်ဆူမန်နီနဲ့ ပြန်ပြီးအစားလို့ထိုးလို့ရပြီမဲ့ကာလာရှေပြန်ပြီးမှမာတင်အိုဒီကက်အင်ဂျူရီမဖြစ်သွားအောင်ဂျားထဲမှာအနာပြုလို့ရအောင်ကိုင်းလက်တိုက်စစ်မှာလည်းကစားသမားတွေအာဆင်နယ်ကိုဖြည့်ဆည်းဖို့ပြင်ဆင်နေပါတယ်ဒါပေမဲ့အန်ဒရီဘာတာရဲ့ဦးစားပေးကတော့တိုက်စစ်တောင်းမနဲ့ဗဟိုတိုက်စစ်အတွက်ပဲဒါအထောင်တိုက်စစ်အတွက်ပဲအားဖြည့်ဖို့သူပြင်ဆင်တယ်လို့ကြားသိရပါဘောလေအဲ့တော့24နှစ်ရဲ့ပေါ်တူဂီသားကတော့အာဆင်နယ်စီကိုပြန်ရောက်ပြီးတော့အိုက်တာရဲ့အနာဂတ်စီစဉ်မှာအဓိက player ဖြစ်လာမလားဒါမှမဟုတ်အယောင်စင်းတင်ပြီးတော့ budget ရှာဖွေထားတဲ့အပိုင်းမှာရောင်းချခံရမလားကျွန်တော်တို့စောင့်ကြည့်သွားမှာပါ တကယ်ကိုတစ်ချိန်လုံးကအများကြီးအားကိုးရနိုင်တယ်ဆိုပြီးတော့ခေါ်ထားခဲ့တဲ့ပေါ်တူဂီသားတော့အခုချိန်မှာအငှားကြီးပြန်ချရင်းနဲ့ပဲခြေစွမ်းကောင်းလာလို့ဈေးတက်လာရင်တော့အာဆင်နယ်ကရောင်းချဖို့ရွေးချယ်ထားဆိုပြီးတော့သူတို့ကတော့ဖော်ပြသွားပါတယ် ီစီဇန်လေးကိုဒီကောက်ကွန်ကြီးပောင်းပြီးတဲ့ရှိုးဘောလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမဆုံးမဲ့ဆိုတော့ Viber ဖုန်းနံပါတ်39 693 396 3ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝါရောက်နေပါတယ် iPad ကိုကို Sport Internet 9လုံးမိတကိုလည်းကစားလို့ရနေပါခင်ဗျာဘောလုံးပွဲတွေကိုအပြော်ပဲဖြစ်ဖြစ်စီးပွားဖြစ်ဖြစ်ကစားခြင်းနဲ့ဆိုရင်တော့စိတ်ချယုံကြည်ရတဲ့ရှိုးဘောလုံးမှာလာပြီးကစားဖို့အားလုံးဖိတ်ခေါ်ချင်ပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Sky Sport ဖော်ပြထားတဲ့ကျွန်တော်ရဲ့ကစားသမားဟောင်းဤနီးပြလောကထဲရောက်နေတဲ့ Sub Fabrica နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့ပါပါ Sub Fabrica ကတော့ဂျာမန်ဘွန်ဒလီကာကလပ်ဘီယန်လီဖာကို စင်အသင်းရဲ့ဂျာမန်ဘွန်ဒလီဂါကလပ်ဘီယန်လီဖာကိုစင်အသင်းရဲ့နီးပြချုပ်ဇာဘီအလွန်ဆိုတာထွက်ခွာသွားခဲ့မယ်ဆိုရင်အဲ့ဒီမှာပြပြီးအစားထိုးဖို့အတွက်နီးပြစီးနေမှာဆပ်ဖာဘရီကလည်းပါဝင်လာခဲ့ပါတယ်။အီတလီစီးရီးကလပ်ခိုမို အသင်းကိုကင်တွယ်ပြီးတော့တကယ့်ကိုမှစွမ်းဆောင်ရည်ကောင်းနေပြသနေခဲ့တဲ့ဖာဘရီကကိုလိုချင်တဲ့ ဒါအသင်းတွေတဖြည်းဖြည်းများလာခဲ့ဗောလေနီးပြလောကတွေဝင်လာတာအရန်တော့မကြသေးဘူးဒါပေမဲ့အခုသူကဒီကိုမိုသင်းကိုတမ်းမစင်းရအောင်ရေဇရားအလေလက်မှာယက်တီနိုင်လုံထားနိုင်ခဲ့တယ်ဒီရသည်မှာဆိုရင်ဒါစီးရီးရဲ့နောက်ဆုံး6ပွဲဆက်ရှုံးပွဲမရှိအောင်ကစားထားနိုင်ပြီးတော့35ပွဲမှာရမှတ်45မှတ်ထိစုဆောင်းထားနိုင်ခဲ့တယ်အဆင့်10မှာဒါယက်တီနိုင်ကိုလုတ်ပေးထားနိုင်ခဲ့ဗောလေ38နှစ်ရဲ့စပိန်သားတော့2028ခုနှစ်တိကိုမိုအသင်းနဲ့တက်တန်းရှိသေးပေမဲ့အသင်းတစ်သင်းရတာခေါ်လို့ရှိရင်တော့တွားနိုင်ကြများတယ်တစ်ဖက်မှာလည်းဇာဘီအ လွန်ဆိုကရီယယ်မက်ဒရစ်နဲ့ပူးပေါင်းတော့မှာဖြစ်တဲ့အတွက်ဇာဘီအလွန်ဆိုသာထွက်ခွာသွားရင်တော့ဘေးရလီဖာကူစင်တင်းရဲ့နီးပြတ်စ်ဖြစ်လာနိုင်တယ်။နောက်ပြီးတော့ဂရင်းနစ်ရှာကရှိရဲ့အသေးလက်ဖြစ်တဲ့ဖြစ်တဲ့အတွက်ဒါအာအီပလေယာတွေပြန်ပြီးပေါင်းစည်းရဖို့လည်းများရပါလေတချို့ကတော့ဖာဘရီကန်နဲ့ပတ်သက်ပြီးအမြင်မကြီးကြဘူးအာဆင်နယ်ရဲ့အ သူ့ရဲ့ဘွားကစားသမားဘွားအကောင်းဆုံးချိန်မှာဘာစီလိုနာကိုထွက်ခွာသွားလို့ဘာညာပြောရိမ့်မယ်ဒါတွေကပလိုပလေယာတွေရဲ့ဘွားတွေဗျကျွန်တော်တို့ကသာတသိန်းတည်းဟိုသာကာလာရှီချစ်ခဲ့ပြီမယ်ပလေယာတွေကြတော့သူတို့ရဲ့ဒါဆူဖလာအိမ်မက်ဖြစ်ဖြစ်သူတို့စော့ကျင်တဲ့ကလပ်အသင်းဖြစ်ဖြစ်နောက်ပြီးတော့ဝင်းဝေးအင်ကန်ဖြစ်ဖြစ်သူတို့ကရွေးချယ်ထားတဲ့အခါမှာတော့သူတို့မှလည်းလွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်အဲဒါဆိုဆက်ဖာဗီကဲကိုကျွန်တော်တို့ဒီပိုင်ဆိုင်ခဲ့တဲ့ကာလာတချို့ရှိခဲ့တယ်အကောင်းဆုံးချိန်မှာလက်လွတ်ခဲ့ရတာရှိရဲဒါပေမဲ့ဘာပြောပါဒီပက်ထရစ်ဘီယာရောဆက်ဖာဗီကဲရော ဒီဘောလုံးလောကမှာအောင်မြင်တဲ့နီးပြားတွေဖြစ်ဖို့တော့ကျွန်တော်ကဆန္ဒရှိပါတယ်။သူကတော့အာဆင်နယ်တင်းတက်ပွဲပေါင်း303ပွဲကစားခဲ့တယ်59ဂိုးတွင်ပြီးတော့65ဂိုးဖန်တီးထားတယ်။ချက်စီဆက်ဆိုရင်တော့198ပွဲ22ဂိုးတွင်ပြီးတော့58ဂိုးဘာစီလိုနာအတွက်ဆိုတော့152ပွဲ52ဂိုးတွင်ပြီးတော့ကို90ဖန်တီးပေးထားနိုင်ခဲ့ပါတယ်အဲ့တော့သူဆော့ခဲ့တဲ့အသေးအနှံမှာဆိုရင်တော့အာဆင်နယ်မှာပွဲအများဆုံး303ပွဲတိကစားခဲ့ရပါလေအဲ့တော့ဆက်ဖာရီဂက် ဂျာမန်ဘွန်ဒီလီကာကလပ်ဘီယလီဖာကူစင်းတင်းစီကိုယာတီကိုမှရောက်သွားနိုင်မလားကျွန်တော်တို့စောင့်ကြည့်သွားမှာပါအဆုံးလေးကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ